ားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဂါဇာသမိုင်းအပိုင်း1မှာတော့ဂါဇာနှစ်ပေါင်း၄တောင်ကျော်ကြောင်းအီဂျစ်ရောမဆာလာဒင် အော်တိုမန်စတဲ့ဧကရစ်တွေ empire ကြီးတွေရဲ့အရေးပါတဲ့အဓိကဒေတာဖြစ်ခဲ့ပုံကိုလေ့လာခဲ့ကြပါတယ်1918ခုနှစ်မှာတော့နှစ်ပေါင်း၄၀၀ကျော်အုပ်ချုပ်ခဲ့တဲ့အော်တိုမန် empire ကြီးပြိုကွဲသွားပြီးတဲ့နောက်ဂါဇာ empire ရဲ့အုပ်ချုပ်မှုခေတ်ကနေလွတ်မြောက်ခဲ့ပြီမြင် တစ်ချိန်ထဲမှာပဲခေတ္တကဘာရဲ့အရှုပ်ထွေးဆုံးပြိပခါရဲ့ဘဟုကျမ်းမာတွေဝင်ရောက်သွားခဲ့ရပါတယ်ဒီနေ့အပိုင်းနှစ်မှာတော့ဒီတေတာရဲ့လက်ရှိအခြေအနေကိုဓာတ်ရိုက်ဖြစ်ပေါ်စေခဲ့တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း100အတွင်းကအဓိကအဖြစ်အပျက်တွေကိုအတူတူလေ့လာကြည့်လိုက်အောင်ဗျဘီတီရှမင်းလက်ထက်အော်တိုမန်နီထွက်သွားတဲ့အခါအရှိန်လေပိုင်းမြေပုံတစ်ကိုဆွဲဖို့အင်အားကြီးနိုင်ငံတွေစုဝေးခဲ့ကြပါတယ် ဂါဇာအပဝင်ဒီဒေသတစ်ခုလုံးဟာ British Mandate ဆိုတဲ့အုပ်ချုပ်မှုစနစ်အောက်ကိုရောက်ရှိသွားခဲ့ပါတယ်။ဒီဒေသတစ်ခုလုံး Mandatory Palestine လို့တရားဝင်သတ်မှတ်ခေါ်ခဲ့ကြပါတယ်။ဒါပေမဲ့ British ရှာရဲ့အုပ်ချုပ်မှုကတော့ရိုးရှင်းမနေခဲ့ပါဘူး။အကြောင်းကတော့ British ရှာတွေကတစ်ချိန်တည်းမှာပဲဥရောပကဂျူးလူမျိုးတွေအတွက်ဒီမြန်မာအမျိုးသားနေရဲ့ National Home တည်ထောင်ဝတ်ပေးမယ်ဆိုတဲ့ Before ကျင်ညာစာတမ်းကို ထုတ်ပြန်ထားခဲ့လို့ပါပဲ။ ဒါကြောင့်မေးဒီမီပေါ်မှာနေထံပြီးသား RL လူမျိုးတွေနဲ့ရွှေပြောင်းလာတဲ့ဂျူးလူမျိုးတွေကြားမှာတင်းမာမှုတွေဟာဗြိတိရှအုပ်ချုပ်မှုတစ်ချောင်းလုံးတပြေးပြေးအရှင်မြင့်တက်လာခဲ့ပါတယ်1948အဓိကအလှည့်အပြောင်းဒုတိယကမ္ဘာစစ်ကြီးအပြီး1948ခုနှစ်မှာဗြိတိရှတွေကဒီတေတာကနေအပီးတိုင်းထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့တမိုင်းရဲ့အကြီးမားဆုံးအလှည့်ပြောင်းကြီးဖြစ်ပေါ်လာခဲ့ပါတယ် အစ္စရေးနိုင်ငံကိုတရားဝင်တီထောင်ရောက်ကျင်ညာလိုက်ပြီးအဲဒီနောက်နိုင်ပိုင်းအတွင်းမှာပဲအိမ်နီးချင်းအာရပ်နိုင်ငံတွေနဲ့ပထမဆုံးအာရပ်အစ္စရေးစစ်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်စစ်ပွဲပြီးမှာဂါဇာကမ်းမြောင်ဒေသဟာအစ္စရေးနိုင်ငံနဲ့ပါဝင်သွားပဲအိမ်နီးချင်းအီဂျစ်နိုင်ငံရဲ့စစ်တပ်အုပ်ချုပ်မှုလက်အောက်ကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအရေးကြီးဆုံးအရွေးတစ်ခုဖြစ်ပွားခဲ့ပြီးစစ်ပွဲကြောင့်ယခုအစ္စရေးနိုင်ငံဖြစ်သွားတဲ့နေရာတွေကနေ ါလက်စတိုင်းအရက်လူမျိုး9သိန်းခွဲလောက်ဥဝင်ဆုံးကထပြေးခဲ့ရပါတယ်။အဲ့ဒီတဲကလူထောင်ပေါင်းများစွာတချို့မှတ်တမ်းတွေအရတော့လူပေါင်းသိန်းနဲ့ချီဟာသူတို့ရဲ့နေရက်နဲ့အနည်းဆုံးဖြစ်တဲ့ဒီဂါဇာကမ်းမြောင်ဒေသလေးစီကိုဒုက္ခသည်တွေအဖြစ်စုယုံရောက်ရှိလာခဲ့ရပါတယ်။ဒီ1948ဒုက္ခသည်ပြဿနာဟာယနေ့အထိတည်ရှိနေတဲ့ဂါဇာပြည်ပခရဲ့အဓိကအရင်းမြစ်ဖြစ်လာခဲ့ပါတယ်။ 1969ခုနှစ်6ရက်တိုင်းစစ်ပွဲ1948ကစစ်ပွဲတံရရီမကျက်သေးခင်မှာပဲ1969ခုနှစ်မှာနောက်ထပ်စစ်ပွဲကြီးတစ်ခုထပ်မံဖြစ်ပွားခဲ့ပါတယ်ဒါကို6ရက်တိုင်းစစ်ပွဲ Six Day War လို့လူသိများပါတယ်ဒီစစ်ပွဲမှာအစ္စရေးကအီဂျစ်ဂျော်ဒန်နဲ့ဆီးရီးယားတို့ကိုအံအားသင့်မွယ်အနိုင်ယူပြီးအီဂျစ်လက်အောက်မှာရှိတဲ့ဂါဇာကမ်းမြောင်ဒေသကိုပါ သိမ်းပိုက်လိုက်ပါတယ် ါဂါဇာအတွက်နောက်ထပ်အလှည့်ပြောင်းတစ်ခုပါပဲပထမဆုံးအကြိမ်အဖြစ်ဂါဇာအစ္စရေးရဲ့ဓာတ်ရိုက်စစ်အုပ်ချုပ်ရေးအောက်ကိုရောက်ရှိသွားခဲ့ပါတယ်ဒီအုပ်ချုပ်မှုဟာ1969ကနေ1994အထိနှစ်ပေါင်း30နီးပါးကြာမြင့်ခဲ့ပြီးဒီကာလအတွင်းမှာပဲဂါဇာမြေပေါ်မှာဂျူးချေချာနေထိုင်မှုတွေလည်းစတင်ခဲ့ပါတယ်အင်တီဖာဒါနဲ့အော့စလိုငိမ့်ငိမ့်နှစ်ရှည်လာများစစ်အုပ်ချုပ်မှုလက်အောက်မှာနေထိုင်ခဲ့ရတဲ့ ယုဇက်တစ်ပါလက်စတိုင်းတွေရဲ့မကျေနပ်မှုတွေဟာ1988ခုနှစ်မှာတော့ပေါက်ကွဲထွက်လာခဲ့ပါတယ်။ပထမအကြိမ်အင်တီဖာဒါလို့ခေါ်တဲ့အကြီးကျယ်ဆန္ဒပြမှု ပုံကန်ထကြွမှုကြီးဖြစ်ပွားခဲ့ပါတယ်။ဒီထကြွမှုကြီးကကမ္ဘာတဝန်းကိုတုံ့လုပ်စေခဲ့ပြီးနောက်ဆုံးမှာတော့ငြိမ်းချမ်းဆွေးနွေးပွဲတွေစီကိုဥတီသွားစေခဲ့ပါတယ်။1990ပြည့်လွန်နှစ်တွေမှာတော့သမိုင်းဝင် အော်စလိုသဘောတူညီချက်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီသဘောတူညီချက်အရပါလက်စတိုင်းမျိုးသားအာဏာပိုင် PNA ဆိုတာကိုပထမဆုံးအကြိမ်တည်ထောင်ဝင်ပေးခဲ့ပြီးအစ္စရေးကလည်းဂါဇာရဲ့အစိတ်ပိုင်းတော်တော်များများကနေသူတို့ရဲ့တပ်တွေကိုပြန်လည်ဆုတ်ခွာပေးခဲ့ပါတယ်ခနာတာများတော့ငင်းငင်းကြီးညောင်ကြီးတခုတန်းခဲ့ပါတယ်ဟာမတ်အာဏာရယူခြင်းနဲ့ပိတ်ဆို့မှုငင်းငင်းကြီးကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ်2005ခုနှစ်မှာအစ္စရေးဟာဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့သူတို့ရဲ့အခြေချနေထိုင်သူတွေရော စစ်တပ်တွေရောအားလုံးကို လုံးဝစုခွာပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာမျောလင့်မထားတာတွေဖြစ်လာခဲ့ပါတယ်။ပါလက်စတိုင်းတွေကြားမှာပဲပြည်တွင်းအာဏာလုပွဲကြီးဖြစ်ပွားခဲ့ပါတယ်။အော်စလိုသဘောတူညီချက်ကိုလက်ခံတဲ့ Fatah Party နဲ့ Israel ကိုအတိမတ်မပြုတဲ့ Hamas အဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး2009ခုနှစ်မှာ Hamas အဖွဲ့ကဂါဇာကမ်းမြောင်ဒေသကိုအလုံးစုံထိန်းချုပ်လိုက်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်ပြည့်နောက်ဆက်တွဲကတော့လွန်ကိုကြီးမားခဲ့ပါတယ်။ဟာမတ်ကိုအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့အစ္စရေးနဲ့အီဂျစ်နိုင်ငံတို့ကဂါဇာကမ်းမြောင်ဒေသကိုလုံခြုံရေးရအကြောင်းပြပြီးကုန်စည်အဝင်ထွက်လူအသွားအလာအလုံးကိုတင်းတင်းကျပ်ကျပ်ထိန်းချုပ်တဲ့ Facebook မူကြီးတစ်ခုကိုစတင်ခဲ့ပါတယ်။လက်ရှိအခြေအနေနဲ့အနာဂတ်၂၀၀၉ခုနှစ်နောက်ပိုင်းမှာတော့ဂါဇာကပတ်အကြီးဆုံးအကျဉ်းထောင် open air prison လို့တော့တင်စားခေါ်ရတဲ့အထိဖြစ်လာခဲ့ပါတယ်။ဟာမတ်အဖွဲ့နဲ့ Israel တို့ကြားအချိန်ချင်းပြန်လည်ပြစ်ခတ်မှုတွေနဲ့စစ်ပွဲငယ်တွေဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ဒီပိတ်ဆို့မှုနဲ့စစ်ပွဲတွေကြားမှာတော့ဂါဇာမှာနေထိုင်တဲ့လူငယ်အများစုနဲ့1948ဒုက္ခသည်တွေရဲ့မျိုးဆက်များဖြစ်တဲ့လူဦးရေနှစ်သန်းကျော်ရဲ့နေ့စဉ်ဘဝဟာအလွန်တရာခက်ခဲကြမ်းတဲ့နေခဲ့ရပါတယ်။ နိုင်ငံတကာတန်တမန်ကြီးရာဂျိုးမတ်မှုတွေအပြစ်ခက်ရစဲရွေးတွေအကြိမ်ကြိမ်လှုပ်ဆောင်ခဲ့ပေမဲ့နှစ်ဦးနှစ်ဖက်လုံးစုံလက်ခံနိုင်ပေရေရှင်ငိမ့်ငိမ့်လမ်းကြောင်းကတော့ဒီနေ့အချိန်ဒီမရေရာမတေချာတဲ့အနာဂတ်တစ်ခုအဖြစ်ဆက်လက်တည်ရှိနေသေးပါပဲ။ဒါကြောင့်ဂါဇာရှေးရောက်ရင်ကျင်းမှုအမွေနှစ်တွေအပြည့်ရှိသလိုခေတ္တပြိပခရရဲ့ဘဝကြလဲယနေ့အချိန်ထိဖြစ်နေသေးပါပဲ။သူ့ရဲ့တမိုင်းကလွန်တရာရှုပ်ထွေးလွန်းလာပေမဲ့ဒီအချက်လက်တွေကိုနားလည်ထားမှသာလျှင် လက်ရှိဖြစ်ပျနေတဲ့ဂါဇာရဲ့အခြေအနေကိုကျွန်တော်တို့ပို့ပြီးနားလည်နိုင်မှာဖြစ်ပါတယ်။ဂါဇာသမိုင်းအပိုင်း1နဲ့2နှစ်ပိုင်းစလုံးကိုအဆုံးထိစိတ်ဝင်စားစားကြည့်ရှုပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။နောက်လာမယ့်ကဘာတဝမ်းကအံ့ဖွယ်သမိုင်းနေရအကြောင်းတွေကိုသိဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဗျ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ကတော့ Andrew ပါ။